ကျွန်တော်တို့တာဝန်ပြုအားလုံးမင်္ဂလာပါလို့ခွဲဆိုပါရခင်ဗျ။22ရက်5/2025မှ28/5/2025တပတ်အတွင်းကုမဒရာအောင်ဘေဟောစရာကဏ္ဍရင်ပြဟောပြောပြီးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့တာဝန်ပြုရလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလောက်ကိုင်းကြောင်းလဲကြောင်းကောင်းလဲကောင်းဆိုတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။အလောက်ကိစ္စတွေမှာလည်းလက်ရှိလွတ်တဲ့လုပ်ငန်းတွေမှာလည်းကောင်းနေတာကိုတွေ့ရပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေအတိအပွင့်တွေကျဆီခန်းစားတတ်ပါတယ်။အေဂျင့်လုပ်ငန်းတွေအောက်လုပ်ငန်းတွေဦးစီးဦးဆောင်တဲ့ပတ်သက်တဲ့လုပ်ငန်းမနမြကောင်းတဲ့ကစ္စတမာတွေဖြစ်ပါတယ်။အလုပ်ပြောင်းနေရာပြောင်းနေဖြစ်ပေါ်တတ်ပါတယ်။ပြောင်းတဲ့ကိစ္စတွေမှာလည်းကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်ပေါ်မှာဖြစ်ပါတယ် ခရီးတွေကတော့အထင်ကောက်တည်းခရီးသွားခြင်းစိတ်ညစ်စရာကြုံရလိမ့်မယ်လူမင်းနဲ့ပတ်သက်ပြီးတော့ပြိပကဖြစ်တာတွေကြုံရနိုင်တယ်အောက်လက်ကရတာသမီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေဖြစ်ရတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဝင်ငွေနဲ့ထွက်ငွေနဲ့အတူတူပဲဖြစ်ပေါ်ပါလိမ့်မယ်နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့တစ်ခါလေမှာ ငွေသုံးဆွဲမှုတွေညတ်တတ်ပါတယ်ငွေထွက်တွေညတ်တတ်တယ်ဒီမျိုးချက်နဲ့ပတ်သက်ပြီးတော့ကိုကြီးမဆောက်ပေါ်မယ်နောက်ဆက်ပြီးကြလဲဖြစ်ပေါ်တတ်ပါတယ်အထဲအထဲလိုက်လုပ်ငန်းတွေတော့ရှောင်းထွက်မယ်နော်ဒါပေမဲ့လို့နည်းနည်းဆုံးရှုံးနေတာမျိုးပိုင်းမှာကျုံမယ်ဈေးွက်မငြိမမြဖြစ်တာမျိုးတွေတော့ဖြစ်ပေါ်တတ်ပါတယ်မိစေပောင်းတဲ့နဲ့ပတ်သက်ပြီးတော့ကိုကြီးမဲ့သူရှိတယ်လို့ဒုက္ခပေးမဲ့သူလဲပေါ်ပေါက်တတ်ပါတယ်မိသားစုအရေးမှာတော့ အဲ့နဲ့မြင်မြင်စစ်စစ်နေနေလောက်ကင်ဆောင်ရမယ်အနေထားမျိုးတွေဖြစ်ပါလေစီးပွားရေးနဲ့ပတ်သက်ပြီးတော့လမ်းဟောင်းဝယ်လိုက်ဖို့လိုပါတယ်လမ်းတစ်တွေမလိုက်ဖို့ခေါ်ကြပေးလိုပါတယ်စီးပွားရေးကိစ္စတွေမှာတော့အဟောင်းကိုပဲဦးစားပေးရမှာဖြစ်ပြီးတော့အစ်စ်လုပ်ငန်းတွေကတော့တပတ်တာဆိုင်ရမယ်အနေထားမျိုးဖြစ်ပါတယ်စက်ပစ္စည်းလုပ်ငန်းတွေချိုးပေးမယ်စံစီစေစားစက်ပစ္စည်းအင်္ဂါနဲ့ပတ်သက်တဲ့ကိစ္စတွေချိုးမယ်စာချုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေအချိုးပေးမှာဖြစ်ပါတယ် လူငယ်နဲ့ပတ်သက်တဲ့အခြေအရေးကတော့ရံဖြစ်လိုက်ပြက်ချလိုက်ဆိုတဲ့ပုံစံမျိုးဖြစ်ပြီးတော့အိမ်တော်ကြီးတွေရံကောင်းတာကိုတွေ့ရမှာဖြစ်ပါတယ်။ငွေငွေသားသမီးတွေကျမိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှလုပ်စရာမလိုပါဘူး။မိခင်လည်းကျမိုင်းကောင်းပါတယ်၊ဖခင်လည်းကျမိုင်းကောင်းပါတယ်။ကျေရယာအနေနဲ့ဘာလို့ဆောင်ရထားမယ်ဆိုလို့ရှိရင်အင်္ကာနဲ့မှာအုံဒီခွန်စင်းကိုအဝတ်လပ်ပြီးတော့အယူသင်မှာညာဘက်လည်းနဲ့စားသုံးဆုပ်ထည့်ပြီးတော့နိစ္စရညောင်းမှာလူပါရုပ်စိုးရှိမှာမိမိတို့တိုင်တယ်ဆိုတော့မှဖြစ်ပါတယ်နော်။ အဆောင်အဖြစ်နိညူရောင်အနီရောင်ချိုးပေးပါတယ်ခဏအဖြစ်တက်ကယ်၃ရဲ့ချိုးပေးပါတယ်နေကောင်းနေ့ရဲ့မြတ်ကတော့တနင်္ဂနွေနေ့တို့အင်္ဂါနေ့တို့မိမိတို့တွေနေကောင်းနေ့မှာဖြစ်ကြပါတယ်တနင်္ဂနွေတာပြီးများအားလုံးစိတ်ချမ်းသာကြပါစေကျမ်းမာစေပြည့်စုံကြပါစေခင်ဗျာတနင်္ဂနွေတာပြီးများအားလုံးကျွန်တော်ရဲ့မိတ်ဆွေများမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပေးပါတယ်ခင်ဗျာ22ရက်5လ2025မှာ28ရက်5လ2025တပတ်ပြင်ကုမဒရာအောင်ပြင်ဟောစရန်ကဏ္ဍကရပြီးတော့ ပြန်လည်ကြိုဆိုပါတယ်တပတ်တော့ခေါ်ပြောပေးသားမှာဖြစ်ပါတယ်တနင်္လာသားသမီးတွေဟာတဲ့လောက်ကင်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေကြောင့်ရတတ်တယ်နေရာဟောင်းလည်းပြန်ရောက်တတ်ပါလေနော်နေရာဟောင်းလည်းပြန်ရောက်တတ်ပါလေအဲတော့ရှက်ဝေးကိစ္စရောရှက်နေကိစ္စရော အပြောင်းလဲတွေတော့ဖြစ်ပါမှာဖြစ်ပါတယ်တေချာတာကတော့ရက်မိတ်အဝေးမဟုတ်ပဲနဲ့ အနီနာပြောရမယ်လုလုကလုကိစ္စကပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်အလုကန်နဲ့ပတ်သက်ပြီးတော့တို့ချက်လုကန်ဆောင်ရတတ်ပါတယ်လုပ်ငန်းတစ်တွေပါလေစတတ်ပါတယ်အလုတစ်ကိတစ်တွေစတတ်ပါတယ်အေဂျင့်လုပ်ငန်းတွေစောက်လုပ်ငန်းတွေလည်းကောင်းမနေကောင်းနေပါတယ်ခရီးကတော့ခရီးညံ့တယ်နော်သုံးရှုံးမှုနဲ့နာမှုထိခိုက်မှုတွေကြောင်းနိုင်ပါတယ်ခရီးကိစ္စနဲ့ပတ်သက်ပြီးတော့ လူမွေးရေးကိန်းကြီးကောင်းပါတယ်လူမွေးကကြမှာကောင်းတယ်လူမွေးကိစ္စရက်တွေအောက်လက်ငယ်ကကိစ္စရက်တွေအလုံးကောင်းနေပါတယ်ငွေကန်တွေကတော့အရန်ကောင်းပါတယ်နော်သုံးလေဝင်လေဆိုတဲ့ကာလဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့နောက်မထင်မှတ်တဲ့နေရာနေပြီးငွေကြီးရောက်လာတဲ့စုလိုက်ပုံနဲ့ရောက်လာတဲ့ရောက်ဝေးရငွေကြီးတွေရောက်လာတဲ့ဒီမျိုးချမ်းနဲ့ပတ်သက်တဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့ကြောက်ရတတ်တယ်เนาะကုသန်ရောင်းဝယ်လုပ်ငန်းတွေ ကားလုပ်ငန်းကြောက်လုပ်ငန်းတွေလည်းရန်ကောင်းတယ်ကားနဲ့ပတ်သက်တဲ့လုပ်ငန်းကြောက်လုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းပါလေနော်ဒီမှုကြာနိုင်ငံခြားကိစ္စရပ်တွေလည်းကောင်းတယ်အထယ်ထယ်လေးလုပ်ငန်းတွေကောင်းပါလေအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထင်ကြီးတွေဖြစ်ပါမယ်တရဏာလေးတွေကျောင်းရတာတွေကျောင်းရှင်ဆိုင်ဖို့ရှိပါတယ်မိတ်ဆွေပေါင်းနေတဲ့ပတ်သက်ပြီးကိုကြီးမဆောက်ပေါ်မယ်ရှာဝေးမိတ်ဆွေပေါင်းနေရောရက်ရက်နီးရမိတ်ဆွေပေါင်းနေတယ်မိတ်ဆွေပေါင်းနေကိစ္စကြီးလည်းကောင်းတယ်မြေပါရီ ဝင်လာတတ်ပါလေနော်မြေကြီးပါရီလည်းဝင်ငယ်ရှိတယ်။ဖုန်းကိစ္စအယောင်းဝယ်ကိစ္စပွဲစားကိစ္စတွေအားလုံးကောင်းနေပါလေ။ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကောင်းတဲ့ချိန်မှာရှိနေပါလေ။ဆက်ပစီနဲ့ပတ်သက်ပြီးတိုးတော်လည်းပဲစိတ်သိမ်းမကြရတာတော့ဖြစ်ပေါ်တတ်ပါလေနော်။ဆက်ပစီနဲ့ပတ်သက်ပြီးစာချုပ်နဲ့ပတ်သက်ပြီးရောလုတ်လုတ်ကြိုင်နေနေနေအထင်ကိုကြုံမယ်။လူငယ်နဲ့ပတ်သက်တဲ့အခြေရေးကိစ္စတွေမှာတော့အရင်ကောင်းပါလေနော်အိမ်အောင်ရေးတွေမှာလည်းကောင်းပါလေ တမလသာသမီးကျမ်းမိုက်အတွက်လည်းဘာမှပူစီရမလို့မိခင်လည်းကျမ်းမိုက်ကောင်းပါတယ်ဖခင်လည်းကျမ်းမိုက်ကောင်းပါတယ်ခြေရယာအနေနဲ့ဘာလို့ဆောင်ရထားမလဲဆိုလို့ရှိရင်ရွှေကြည်ရွှေကြည်မောက်သနဲ့မကန်းလို့လည်းခေါ်ပါတယ်နော်ဖရာတို့ကလူကလူကစုတော့မှာအဆောင်အဖြစ်ရှူရောင်ရဲ့အဝါရောင်အစိမ်းရောင်ချုပ်ပေးပါတယ်ခဏအဖြစ်နှစ်လေးချုပ်ပေးပါတယ်တနင်္လာနေ့တို့ဗုဒ္ဓဦးနေ့တို့ကမိမိတို့ရဲ့နေကောင်းနေရမယ်ဖြစ်ကြပါတယ်တနင်္လာတိုင်းမှာအားလုံးစိတ်ချမ်းသာရေကိုကြမှာဒီနာပြည့်စုံကြပါစေခင်ဗျာ ကျွန်တော်ရဲ့မိတ်ဆွေများအင်္ဂါတာသီများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပေးပါရခင်ဗျာ22ရက်9လ2025မှာ28ရက်9လ2025ကုမုတ်တော်အောင်ပေရင်ဟောစရကဏ္ဍကလေးကိုကျူးစွားရတယ်တပတ်စာဟောပြောပေးတော့မှာဖြစ်ပါတယ်အင်္ဂါတာသီရာလုပ်ငန်းပြောင်းရွှေ့လည်ရမလို့ပြောင်းရွှေ့ရမလို့လည်းမပြောင်းရွှေ့ပဲနဲ့အဲ့ဒီမှာပဲဆက်ပြီးတော့တည်ရှိနေဦးမှာဖြစ်ပါတယ်နော်အလောက်က ်ပြောင်းတာဖြစ်ဖြစ်မပြောင်းတာဖြစ်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရိမ်စမ်းစီပူပန်စမ်းစီကိုကောင်းနေစေဖြစ်သွားတယ်။နောက်အလုပ်တိကန်တီတွေကတော့နည်းနည်းလေးအဆင်မပြေမှုတွေနည်းနည်းကြုံတွေ့ရတတ်တယ်နော်။အဲဒီတော့ဟိုဟိုအားနည်းချက်တွေရှိနေကြတယ်။ဒါကြောင့်မလို့အဆင်တွေမဖြစ်သေးရင်အလုပ်တိကန်တီတွေမတိုးချစ်တာအကောင်းဆုံးပဲဖြစ်သွားတယ်။အေဂျင့်လုပ်ငန်းနဲ့အဆောက်အအုံလုပ်ငန်းတွေကတော့ကောင်း90ဆုံး90ဖြစ်ပါတယ်။ခကြီးကတော့ဒုက္ခပိတ်တတ်ပါခီးကက်နေမကောင်းခီးချူတွေညံ့ပါတယ်နော်။ အဲ့တော့ခီးနဲ့ပတ်သက်ပြီးတော့အာတော့တိကျမှုတွေပါကြောနိုင်တယ်နော်လူမေးကိန်းတွေကောက်ပါတယ်လူမေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကားတွေမှာတော့ဟိုအောက်လက်ငရတာသမီးနဲ့ပတ်သက်ပြီးတော့အစမပြေရလေးစကားများဆရာလေးတွေစိတ်ပူပန်လေးအစိတ်ပူပန်မှုလေးတွေဖြစ်တတ်တယ်နော်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောက်နေငွေကန်တွေလက်လက်ပါတွေလည်းပွန့်လာပွန့်လာပါလိမ့်မယ်ငွေကန်တွေလည်းကောက်နေတယ်မှာရှိနေပါတယ်နော်ဒီနေ့မှာငွေရတဲ့ဝင်တော့ တုံးတာလည်းပဲပဲဆက်ဆက်ဆိုတာပေါ့အဲတုံးဆက်မှုလည်းများနေပါတယ်ဒီမျိုးကြာနိုင်ငံခြားကိစ္စရပ်တွေကောင်းတယ်နော်အထဲထဲလေးလုပ်ငန်းတွေလည်းရောင်းထက်မှာဖြစ်ပါတယ်မီလီယာစနေပတ်တဲ့စနသတိထားပါဖြစ်တယ်။ဝါကျိုးတွေရှော့ဖြစ်တာတွေပဲကြောနိုင်ပါတယ်။မိစေပေါင်းနဲ့ကိုကြီးမဆောက်ဘောပဲမီတာစုမှာအေဂျင့်ပြောပွဲအေဂျင့်တာယာပြောပြောရွှေရွှင်ဖြစ်ပေါ်မှာဖြစ်ပါတယ်။မြေတွေပါလေဝန်တတ်ပါတယ်ဖုန်းတွေပါလေဝန်တတ်ပါတယ်နော်။ ပွဲစားလုပ်ငန်းတွေကောင်းပါလားပညာရေးနဲ့ပတ်သက်တဲ့ကိစ္စကြတဲ့ကောင်းတယ်ဗရာကြီးတွေအထူးအကျိုးပေးတဲ့ကာလဖြစ်ပြီးဆရာကောင်းသမားကောင်းတွေကုညီမဆောင်ပေါ်မှာဖြစ်ပါတယ်ဆက်ပစ္စည်းတွေဝင်လာဝင်လာတတ်ပါတယ်ဆက်ပစ္စည်းကိန်းတွေလည်းကောင်းပါတယ်စီးပွားရေးကိန်းတွေကောင်းတယ်စီးပွားရေးဥမော်လာမှာဖြစ်ပြီးတော့စီးပွားရေးတွေမှာဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်အခက်အခဲကြားရနေပြီးတော့ကိုယ့်ရဲ့စီးပွားရေးရဂျပန်ဂျပန်နော်သူတစ်ပါးရဲ့သုံးကုန်ပစ္စည်းကိုကရောင်းနေစုပါစုနော်ကိုရှိမှာတော့ အေးအဆင်ပြေနေမယ်လို့ဟောပြောပေးရမှာဖြစ်ပါတယ်။ဒါရတော့နော်။အဲ့တော့ပါချုပ်နဲ့ပတ်သက်တဲ့ကိစ္စရတွေတော့ကောင်းတယ်။လူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေလည်းကောင်းပါတယ်။အိမ်တော်ကြီးတွေလည်းကောင်းပါတယ်။အင်္ဂါသားသမီးတွေကျမိုက်နဲ့ပတ်သက်ပြီးတော့ဘာမှဆိုရင်ပူပန်စရာမလိုပါဘူး။မိခင်တွေလည်းကျမိုက်ကိုပူစရာမလိုဖခင်တွေလည်းကျမိုက်ကိုပူစရာမလိုပါဘူး။နော်။ခြေရည်အနေနဲ့ဘာကြီးဆောင်ရွက်ထားမယ်ဆိုလို့ရှိရင်စမှုစရှိခုဖျောက်လို့ပါတို့ရဆူတောင်းပါနော်။ သမုဇာရှိခုဖျောက်လို့ကလူကစတောင်းမှာအကြောင်းအားဖြင့်ညညရောင်ရဲ့အဖြူရောင်ရဲ့ကျိုးပေးပါတယ်ခနာအဖြင့်၃ငါကျိုးပေးပါတယ်အင်္ဂါနေ့တို့စတာပရိနေ့တို့ကမိမိတို့နေကောင်းနေရမယ်ဖြစ်ကြပါတယ်အင်္ဂါကပိမြအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာကြည်စွန်ကြပါတယ်ဒါနဲ့မိတ်ဆွေများဘုဒ္ဓဟူသားသမီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပေးပါတယ်ခင်ဗျာ22ရက်5လ2025မှာ28ရက်5လ2025တပတ်တွင်းကုမ္မဇာအောင်ဗေဒဟောစရံကဏ္ဍကရမှာဟောပြောပြီးတော့မှာဖြစ်ပါတယ် ဘောဓဝိသမီးတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှိသွားကနောက်ဆုံးကဖြစ်တတ်တယ်နော်လုပ်ငန်းသစ်ပြောင်းလို့ကျင်းစိတ်တွေဖြစ်ပေါ်တတ်တယ်ဒါမှအပြောင်းအရွှေ့တွေကအချိန်ဆက်နိုင်ပြီးနဲ့ပြောင်းရှိမဲ့ဆိုရင်တော့အလုပ်ကိုင်ဆင်မပြေပါဘူးနော်လုပ်ငန်းအဟောင်းမှာလည်းခဏတာလေးပါနည်းနည်းစိတ်ညစ်စရာပေါ်ပေါက်လဲဆိုရင်လည်းပဲတို့တော့လည်းပဲအဲ့ဒီလုပ်ငန်းတွေကောင်းတော့မှာဖြစ်တယ်နော်ခောင်းမှာမဟုတ်ဘူးသစ်မှာမဟုတ်ဘူးမိမိတို့ဒီအခွင့်အခါပေါ်မှာမူတည်ပြီးတော့ ကောင်းတဲ့ဘက်ကိုရှောင်လာမှာဖြစ်ပါတယ်။အေးချေလုပ်ငန်းတွေကောင်းတယ်၊ဆောက်ရုံလုပ်ငန်းတွေကောင်းပါတယ်။ခီးစွားတဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းပါတယ်။ခီးကျုံနဲ့ပတ်သက်ပြီးတော့ကိန်းကောင်းပါတယ်။ဂျီလန်ခီးတော့ဒုက္ခပိတ္တဒုက္ခပိတ္တပါတယ်။နော်ဂျီလန်ခီးနဲ့ပတ်သက်ပြီးတော့ဒုက္ခပိတ္တပါတယ်။အိမ်မင်းအဆောက်ကိန်းတွေဆက်ပြီးတော့ရှိနေမယ်။ပြစ်တန်တဲ့အရာဝယ်လုပ်ငန်းတွေကောင်းမယ်။ဆောက်ဆလိုရီပစ္စည်းတွေအယောင်းဝယ်လုပ်ငန်းတွေကောင်းပါပေါ့နော်လူမွေးကိစ္စရတယ်လည်းကောင်းပါတယ်သာသမီကြီးကျိုးကြီးလည်းပေးပါမှာ နော်ရွှေနဲ့ပတ်သက်တဲ့ကိစ္စတွေရွှေတွေဘာတွေဝင်လာနိုင်ပါလဲရွှေတွေဘာတွေဝင်လဲရှိပါလဲလူမှုအကျိုးပြုလုပ်ငန်းတွေလည်းဖြစ်ပေါ်မှာဖြစ်တယ်အဲတော့ခါရတော့ကောင်းပါလေခေါ့နော်အဲတော့ငွေကန်ရတော့နည်းနည်းလေးနစ်နာမှုတွေနည်းနည်းလေးသုံးချတဲ့ဘက်ကိုနည်းနည်းအပောင်နေရဖို့တွေ့ရပါတယ်ဒါပေမဲ့လို့ဆုံးရှုံးနစ်နာမှုတွေမရှိပါဘူးကိုယ့်ရဲ့လုပ်ငန်းတွေရအတင်ငွေတွေကနောက်တစ်ချိန်မှပြန်ရလာမှာဖြစ်ပါတယ်အဲ့တော့ကားလုံးကကြောက်လုံးကတော့အရှုံးပေါ်တက်ပါလေ။နော်ကြောက်ထွက်တော်တော်မျိုးတွေဖြစ်ပေါ်တက်ပါလေ။ မိမျိုးခြားနိုင်ငံခြားဒုက္ခပေးတတ်ပါတယ်အစမပြေမှုတွေကြုံရနေပါတယ်အထယ်ထယ်လေးလုံငန်းနဲ့ပတ်သက်ပြီးရောနည်းနည်းစိတ်ညစ်ဆိုင်ကြုံမယ်မိလျက်စနဲ့ပတ်သက်ပြီးရောစိတ်ညစ်ဆိုင်ကြုံမယ်အနုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းစိတ်ညစ်ဆိုင်ကြုံပါမယ်မိစေပေါင်းနည်းနဲ့ကုညီမဆောက်ပေါ့မယ်မြင်နဲ့ပတ်သက်ပြီးရောအကြောင်းဝယ်လို့ရင်ကောင်းမလားနောက်တစ်ခုကအဲဖုံးပြချက် လူလို့တော့ဖြစ်တတ်တယ်ပေါ့နော်။ရှောင်းလေရှောင်းလို့မှုပဲဖြစ်ဖြစ်ဝယ်လို့မှုပဲဖြစ်ဖြစ်မြင်နေပတ်သက်ပြီးရောမိမိစိတ်ကူးတရားလောက်ပါအဆင်ပြေပါလေနော်။ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စတွေအကျိုးပေးပါမယ်။အင်္ဂါနာပစ္စည်းတွေအကျိုးပေးမယ်။စာချုပ်စာချုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအကျိုးပေးအောင်မြင်နိုင်ပါလေ။လူငယ်နဲ့ပတ်သက်တဲ့ခြေရတော့ရံဖြစ်လိုက်ပြန်ခြေလိုက်ဆိုတဲ့ကိန်းဖြစ်ပြီးတော့အိမ်အောင်ရေးရတော့တစ်ခါတလေမှအခက်မတင်တာလေးတွေကားများစရာလေးတွေပေါ်ပေါက်တတ်ပါလေနော်။ ဘောဓိသာသမီးတွေနဲ့ကျမ်းပါရည်လည်းကောင်းပါလေကျမ်းပါရည်နဲ့ပတ်သက်ရဘာမှဆိုရင်သာမရှိပါဘူးနော်အဲဒီတော့နိဂေတွေလည်းကျမ်းပါရည်ကောင်းပါလေဖခင်တွေလည်းကျမ်းပါရည်အာယဆိုရင်သာရှိဒုတော်ဖခင်နဲ့ပတ်သက်ပြီးအာယုံကျောင်းနဲ့ပတ်သက်တာလေးတွေနော်ကျမ်းပါရည်နည်း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 တော့ဖြစ်ပေါ်တတ်ပါလေနော်ဒါတွေကတော့ရှင်ရယာအနေနဲ့ဘာရေးဆောင်ထားမယ်ဆိုလို့ရှင်လျှောက်သီးတုတ်ဖျောက်လို့ပါတောက်တော့ကြီး၄ွက်ဖျောက်လို့ပါ ဆတိတုံနဲ့ရည်ဖျောက်လူပါလို့ပြောမှာဖြစ်ပါတယ်နော်အကြောင်းအဖြစ်အဝါရောင်ရဲ့အကြောင်းဖြောက်တော့တော့အကြောင်းရဲ့အကြောင်းဆုံးကွက်ကလေးတွေကျိုးပေးပါတယ်ခဏအဖြစ်၄၆ကျိုးပေးပါတယ်ဘော်ဒူးလေးတွေတောက်ကြတယ်တို့ကမိမိတို့ရဲ့နေကောင်းနေရမှာပြကြပါတယ်ဘော်ဒူးတိုင်းမှာအားလုံးစိတ်ချမ်းသာကြပေးကြမှာပြည့်စုံကြပါတယ်ကျွန်တော်မိစေများစတပိတတိုင်းမှာအားလုံးမင်္ဂလာပါ၂၂ရက်၅လ၂၀၂၅မှ၂၈ရက်၅လ၂၀၂၅တစ်ပတ်အတွင်း ။ကုမုဒ္ဒရာဗီဒီယိုဟောစရာကကကဏ္ဍကရင်ပြီးရောဟောပြောပြီးသားမှာဖြစ်ပါတယ်။ဒီဘသတ္တဗေဒာကြီးနဲ့ပတ်သက်ပြီးတာနော်။သတ္တဗေဒာသမီးတွေကလုပ်ငန်းနဲ့ပတ်သက်ပြီးရောရက်ဝဲကိုကြောင်းရွှေရခဲ့ပြီးမြင်ပါတယ်နော်။အလုတ်ကိုအကြောင်းပြုပြီးလည်းရက်ဝဲကိုအလုတ်ကနဲ့ပတ်သက်ပြီးရောကြောင်းရွှေရမကင်းနေဖြစ်ပေါ်မှာဖြစ်ပါတယ်။နောက်အလုတ်မှာတစ်ခါလေးမှာလုပ်ငန်းမှာအဆင်ပြေဖို့ကိုအချိန်အားဖြင့်စောင့်ရတယ် ကျောင်းရှိရတဲ့အလုပ်ငန်းခွင်မှာအဆင်ပြေဖို့အတွက်အချိန်လေးပေးရပါအချိန်ယူရမှာဖြစ်ပါတယ်။နောက်အဆောက်အအုံလုပ်ငန်း agent လုပ်ငန်းတွေအထင်းတော်တွေကြုံမယ်နော်။အဆောက်အအုံလုပ်ငန်းတွေ agent လုပ်ငန်းတွေရှိတော့ခဲ့နောက်ဆက်ခဲ့လက်ခုလက်မှာကုလုကလန်တွေဖြစ်နေတတ်တယ်။ခီးချူကတော့ခီးချူတွေညံ့ပါတယ်။အစိုးရဆုံးခီးတွေနဲ့ရင်ဆိုင်ကြုံပြရတတ်ပါတယ်နော်။ဒီလိုအချိန်ဒီကုကလန်မှာအားလုံးဟာအသွားရလာရေးတွေသူတည်ထားဖို့လိုပါတယ်။ခီးနဲ့ပတ်သက်ပြီးတော့နော်။အင်မီလာမအရေးကြီးတဲ့ကာလလို့ပြောလို့ရပါတယ်။ခီးချူနဲ့ပတ်သက်ပြီးတော့ လူမွေးကိစ္စရတဲ့ကောင်းတယ်လူမွေးနဲ့ပတ်သက်တဲ့ကိစ္စရတဲ့ကောင်းပါငွေကံကတော့၃ရဲက၃เนาะဝင်လာမဲ့အကြောင်းကလည်းကိုလိုဟိုဘက်ကရောဒီဘက်ကရောဝင်လာတတ်ပါတယ်เนาะဘလူချိုးပြုတ်လူချိုးပြုတ်ကိုချိုးပြုတ်ရတော့မဟုတ်ဘူးဝင်လာစားရှိလို့ဝင်လာမှာပေးစားရှိလို့ပေးတာကုညီစားရှိလို့ကုညီမှာဆိုတဲ့တဘောထားပြ၃ဆွဲလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြเนาะကားရထွက်သွားတဲ့ကြောက်တွေထွက်သွားထွက်သွားတတ်ပါတယ်ဒီလိုကြာနိုင်ငံခြားကိစ္စရတဲ့ကုညီကောင်းတွေထောက်ပံ့ကောင်းတွေရလာနိုင်ပါတ နော်အဲ့တော့အထယ်ထယ်လေးလုပ်ငန်းတွေကောင်းတယ်နုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်း90စုံ90ဖြစ်ပါတယ်မိဖြစ်တဲ့လုပ်ငန်းတွေကောင်းပါတယ်ညီလေးပါလေးဝန်ကြီးရှိတယ်ညီလေးပါလေးဝန်ကြီးရှိတယ်ဖျားဖူးသွားတာတော့ဖျားတင်းတူတော့ကြွလာတာတို့နော်ကြွလာတာတို့ဆိုလို့ရှိရင်ကိုယ်ွယ်လေလေဟိုဆောဖျားဗုဒ္ဓရုပ်ပွားတော်လေကိုယ်ွယ်ရတာတို့အဲကြွလာတယ်လူပဲနော်အိမ်မက်ထဲမှာဗုဒ္ဓကိုကိုယ်ွယ်ရတာဗုဒ္ဓဗုဒ္ဓကိုမြင်တွေ့ရတာကိုနမိတ်တွေအိမ်မက်တွေမက်ကတွေကြီထိုးပါ ငါးရဖွင့်ရအစာကဏ္ဍနဲ့ဗာနဲ့ပြည့်ပြည့်ရပါတယ်နော်ငါးခွန်ကဏ္ဍပါတဲ့ကဏ္ဍများများထုတ်ပါအစတော့ငါးရခွန်နဲ့စတဲ့ကဏ္ဍနဲ့ကောင်းပါတယ်သက်ပစ္စည်းရကြိုးပေးမယ်နော်နောက်တစ်ခုကညီဒီပိုင်းဝင်းရဖုန်းနေပါတယ်ဝင်းရှိရဆက်ကောင်းသမကောင်းတွေ့မယ်ဒီချိန်မှာ တရားထုတ်တဲ့လူများတရားထူးတွေပါရနိုင်ပါတယ်เนาะအမြင့်ထူးအတီထူးတွေကြားထူးတွေဖြစ်ပေါ်နိုင်ပါတယ်ပွင့်နိုင်ပွက်လာနိုင်ပါတယ်တော့ပြောပြပြမှာဖြစ်တယ်အထူးအားဖြင့်ဆရာကသမားကကိုညီမဆောင်ကိုကိန်းတဲ့မိတ်ကောင်းဆွေကောင်းရရှိမယ်ကိမိသားစုမှာပြည်သူချင်းပြည့်မယ်ကိန်းပါပဲလူငယ်နဲ့ပတ်သက်တဲ့အခြေအေးမှာဆင်းလဲရန်ဖြစ်လိုက်တက်လိုက်ကြည့်ပြီးတော့အိမ်တော်ကြီးတွေကောင်းပါတယ်တသားလေးသားသမီးတွေအနေနဲ့ကျမရလဲကောင်းတယ်ဘာမှအထူးလုပ်စရာမလိုเนาะကျမရ အဲ့တော့ဒီနေ့တက်မှာဒီပတ်ထဲမှာနေသားသမီးတော်တော်များများဟာမိမိဘာလို့ရှင်လဲမိမိဘာဖြစ်ရှင်လဲပေါ့နော်နော်အဲ့တော့တသာဘိသာသမီးရောတခြားနေသားသမီးရောစိတ်ကူးထဲမှာကိုယ်စိတ်ကူးထဲမှာပေါ်တာလောက်ပါဆက်ကနေကြာမှဆက်ကနေထလောက်ပါနေကြာမှအောင်မြောင်ဖြစ်ပါနော်အဲ့တော့မိခင်ကျမကြီးနည်းနည်း ခြေရောက်ကလေးကျမ်းမာတွေအကျော်နဲ့ပတ်တာအနည်းငယ်ပါဒါလည်းစိတ်ဆံပြီးဖောက်ကလေးကျမ်းမာတွေကောက်ပါတယ်ဂျေရီယာတွေနဲ့ဘာကြီးဆောင်ရထားမလဲဆိုလို့ရှိရင် ပေါင်မုတ်နူစားဖျောက်လို့ပြောလိုအပ်စီတော့နောက်အရောင်းအားဖြင့်အထူးရောက်နှစ်ရောင်ချိုးပေးပါတယ်ခဏအားဖြင့်၅ခွင့်ချိုးပေးပါတယ်တတပရိနေတို့စနေနေ့တို့ကမိမိတို့နေကောင်းနေရမယ်ကြားပါတယ်တတပရိသမ ्या အားလုံးစိတ်ချမ်းသာနေဖို့ကျမ်းမာတွေပြည့်စုံကြပါစေဟုတ်ကြတာဒီကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ 22ရက်5လ2025မှာ28ရက်5လ2025တပတ်တွဲကုမုဒ္ဒရာအဘိဓိဟောဆန်ကဏ္ဍကရမြေတောက်ကြသားသမီးများကိုဟောပြောပေးတော့မှာဖြစ်ပါတယ်နော်တောက်ကြသားသမီးတွေဟာလုံငန်း2မိနစ်စလောက်ကြရမှာပဲအလောက်ကတည်းကတခုကတော့ကောင်းမယ်တခုကတော့နည်းငယ်သုံးရှုံးမှုနင့်နာမှုအနည်းငယ်များတော့ကြုံပါမယ်နော်အစ်ချက်လုံငန်းတွေလည်းကောင်းမယ်အဆောက်အဦလုံငန်းတွေလည်းကောင်းမှာဖြစ်ပါတယ်လုံငန်းတိတိုးချတဲ့ကိစ္စတွေလည်းကောင်းပါတယ်ဦးစီးဦးဆောင်လုပ်ရမယ်လုံငန်းတွေလည်းကောင်းပါတယ်ငွေကြီးရတဲ့ငွေကြီးနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့ လုံးချစရာများမယ်ထောက်ငွေတွေများမှာဖြစ်ပါတယ်နော်ဒီချိန်မှာတခိုးခိုးခံရတဲ့အနေအထားမျိုးတွေလည်းဖြစ်ပေါ်လာတယ်ကြီးမားတဲ့ပစ္စည်းတွေတိုင်ဖိုးရှိတဲ့ပစ္စည်းတွေတေးထားပါဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်စာချုပ်ကိစ္စတွေကောင်းတယ်နောက်လူမွေးနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပေါ်တာလူမွေးကိစ္စတွေပေါ်ပေါ်တတ်တယ်နော်လူမွေးပြဿနာတွေပေါ်မယ်ကာသမီးနဲ့ပတ်သက်ပြီးစိတ်ပူပန်တော့ကရှိစရာကျွမ်းဝလိမ့်မယ်ကာသမီးနဲ့ပတ်သက်ပြီးတော့လည်းစောင့်ကြည့်ဒေတာမဲ့အနေအထားမျိုးဖြစ်ပေါ်မှာဖြစ်တယ် မြေတွေပါတဲ့ဝင်းရှိရဖုန်းကိစ္စတွေကောင်းတယ်ပွဲစားလုပ်ငန်းတွေကောင်းတယ်ဆရာကောင်းသမားကောင်းတွေ့မယ်နောက်ပညာထူးပညာစမ်းတွေရတတ်တယ်ဘာသာရေးထဲထဲဝင်လုံနိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ဘုဒ္ဓပတိစိတ်ပါနော်ပတိကုပ္ပရောင်စိတ်ပါဘုဒ္ဓဘုဒ္ဓဘုဒ္ဓဆိုပြီးတော့ပတိကုပ္ပရောင်စိတ်ပါခေးကျော်အင်မတန်ညံ့တယ်ခီးနဲ့ပတ်သက်ပြီးတော့ခီးသွားရေးလာရေးညံ့ပါတယ်နော်အဲခီးဒီဘက်ဒီတစ်ပတ်ထဲမှာကျွန်တော်ရဲ့ ခဏသာသမီးအားလုံးဖြီးသွားရေးနဲ့ပတ်သက်ပြီးအထူးသတိထားမယ်အနေအထားမျိုးတွေတွေ့နေရပါတယ်နော်အဲဒီတော့ဒီမျိုးကြနိုင်ငံကြကုညီမဆောက်ပေါ်မယ်နော်ဒီမျိုးကြနိုင်ငံကြကုညီမဆောက်ပေါ်မယ်တွန့်ထွက်တရားစရတ်တစီတွေကောင်းမယ်အထယ်ထလိပ်လုပ်ငန်းတွေကောင်းပါတယ်မိလျက်စစ်လုပ်ငန်းတွေကောင်းပါတယ်နော်အဲဒီတော့လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေအမှန်တော့လည်းလက်ခွဲရမယ်အနေအထားမျိုးဖြစ်တယ်အိမ်ဆောင်ရေးတွေကောင်းပါတယ် ။ဘာကြာသားသမီးကျမ်းမကြီးအနေငယ်ညံ့တတ်ပါဗျ။နော်။အဲခီးသွားလို့ချင်းကျမ်းမကြီးအနေငယ်ညံ့တတ်တယ်။မိခင်ကျမ်းမကြီးညံ့တတ်တယ်။ဖခင်ကောင်းပါလေ။ရေတရာကြီးနဲ့ဘာကြီးလှုပ်ထားမယ်ဆိုလို့ချင်းဒီကြဒီလို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 ခါမှာပွဲထုံးနိုင်လို့ချင်းပွဲထုံးပြီးတော့ပွဲထုံးနိုင်လို့ချင်းကောင်းပါလေ။နော်။ကိုကပွဲထုံးနိုင်လို့ဆိုလို့ချင်းတော့နွားနုတ်လေးတစ်ခွက်ဖျောက်တူပါပွဲထုံးနိုင်တဲ့မိတ်ဆွေကပွဲထုံးပါလို့เนาะအားလုံးဆူတောင်းပါเนาะ လွယ်တဲ့နေရာမှာလည်းဆွတောင်းပေးပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဖန်သားသမီးရဲ့ဆင်းပြောင်းလည်းဆွတောင်းပေးပါလို့ပြောပြပြန်တကြသားသမီးရနော်ပွဲထုပါလို့အကြံပေးလိုပါတယ်အဆောင်အဖက်အဖြူရောင်အဝါရောင်အနက်ရောင်ချူပေးပါတယ်ခဏအဖက်ငါးတုံညာချူပေးပါတယ်တတပရိတိတို့ဆင်နေတိတို့ကမိမိတို့နေကောင်းနေရမှာဖြစ်ကြပါတယ်တောက်ကြသားသမီးချမ်းမိုက်ထူးဖြူးဆိုင်ပါလို့ပြောမှကြပါတယ်နော်တတပရိနေနေမှာအင်းကြီးအဟောင်းတွေဝိတ်ပြီးရောတောက်ကြနေမှာ စွန့်ပြစ်ပါစွန့်ပြစ်လိုက်ပါဒါမိရှို့လိုက်ပါနော်အိမ်ကောင်းရင်းတွေလိုမြင့်တဲ့ဆောင်မိရှို့လိုက်ပါကြောက်ကြတိုင်းများအားလုံးစိတ်ချမ်းသာနေကိုကြမ်းမြင့်ခြင်းများပြည့်စုံကြပါစေခင်ဗျာကျွန်တော်မိတ်ဆွေများစနေသားပြည်များအားလုံးမင်္ဂလာပါနော်22ရက်9လ2025မှာ28ရက်9လ2025တပတ်တွင်းစနေသားပြည်များနဲ့ပတ်သက်ပြီးတော့ဟောပြောပြီးတော့မှာဖြစ်ပါတယ်နော် စနစ်သားသမီးများအလုံငန်းသူစနစ်သားသမီးရေလုပ်ငန်းနားရတော့နော်ကြောင်းရတာမကြောင်းရတတ်တယ်နော်နေရာတကင်းကြောင်းတာလောက်ကင်ကြောင်းတာလည်းကြောင်းရနိုင်ပါတယ်အဲဒီတော့အလုံအလုံအလုံမှာကာလီမှာမလုတ်ချင်တာမလုတ်ချင်တာပါပဲတိုးတော်လည်းပဲကိုကလုပ်ငန်းနဲ့ပတ်သက်ပြီလို့ရှင်ဇာဝေးကိစ္စတော့လည်းကောင်းအနီးပတ်ဝန်းကျင်အလုံ ိစ္စရည်တွေတော့ပြည်တွင်းလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စရည်တွေတော့အားသာချက်တွေရှိပါတယ်နော်အဲဒါပြောချင်တာလုပ်ငန်းပြောင်းလဲရတယ်မပြောင်းလဲရတယ်လို့ပြောပြလို့ပါအေဂျင့်လုပ်ငန်းတွေလည်းကောင်းပါတယ်နော်အစားအုပ်လုပ်ငန်းတွေလည်းကောင်းပါတယ်ခရီးရတော့ရှိကြတွေညံ့ပါတယ်နော်ဒီဘက်ထဲမှာကျွန်တော်ရဲ့မိစင်များခရီးသွားဖို့ကအင်မတန်မှခေကန်ညံ့တဲ့အတွက်ဘလို့မလို့လားပဲခရီးတွေပဲတိတ်သွားလို့မတက်ပါဘူးလို့ဟောပြောပြရမှာဖြစ်ပါတယ်နော်အဲဒါ လူမွေးကိစ္စရတဲ့တော့နည်းနည်းလေးပြိပကပြိပကဖြစ်တတ်တယ်သူဆက်ပြောစမှုပိုင်းဆိုင်မလွတ်တတ်ဘူးပေါ့နော်ဝေးချင်းနဲ့ပတ်သက်ပြီးစကားပြောဆိုပြော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 ဆိုရမယ့်ကိစ္စတွေနောက်တခြားလူမွေးနဲ့ပတ်သက်တဲ့ကိစ္စရတဲ့ပေါ့ဒါလေးတွေတွဲဆွေကိစ္စတွေအစမပြေတတ်ဘူးဖြစ်တတ်တယ်နော်ပါသမီနဲ့ပတ်သက်တဲ့အောက်လင်္ကာနဲ့ပတ်သက်တဲ့ကိစ္စရတဲ့လေဒိဋ္ဌာမှာဖြစ်တယ်အဲ့တော့ ဟိုတော်တော်ဟိုတွားရလာရဲ့ကိစ္စစနော်ကိုယ့်ရဲ့မိဘအောက်မှာကိုယ့်ရဲ့အရေးအောက်မှာပဲရှင်နေဖို့လိုအပ်ပါတယ်ဝေကံနေကောင်းတယ်ဝေကံနေရမ်းကောင်းတယ်နော်စနေသားသမီးဝေကံကတော့အဖက်ကတော့ကောင်းလိမ့်မယ်အကြောင်းပဲလုပ်ငန်းတွေကုသညောင်းပဲလုပ်ငန်းတွေနိုင်ငံခြားစီစဉ်တဲ့ငွေတွေအဲကုန်ကောင်းတယ်ကြောက်လုပ်ငန်းကောင်းတယ်ကားလုပ်ငန်းကောင်းတယ်ရောင်းဝယ်ကောင်းတယ်နော်ဒါရဲ့အလုံးကောင်းပါလေနောက်ဒီလိုကြား နိုင်ငံခြားကွန်ကြီးမဆောက်ပေါ်မယ်လူမျိုးချနိုင်ငံခြားကွန်ကြီးမဆောက်ပေါ်ပါမယ်တဲ့အထယ်ထယ်လေးတွေတော့ကောင်းပါတယ်ကွန်ထက်တရားစာတပစ္စည်းတွေလည်းကောင်းပါတယ်နော်မိတ်ဆွေပေါင်းစုတွေလည်းကောင်းတယ်မိသားစုအရေးတွေလည်းကောင်းပါတယ်ညီကိစ္စဝဲလို့ဒီဖြစ်စီရောင်းလို့ဒီဖြစ်စီအားလုံးကောင်းတယ်တရားရစက်ပစ္စည်းတွေကတော့ကောင်း90ဆုံး90ဖြစ်စီစက်ပစ္စည်းနဲ့အင်္ဂါနာနဲ့ပတ်သက်တဲ့ဈေးပစ္စည်းကိစ္စတွေတော့ကောင်း90ဆုံး90ချစ်ပေါ်ထားပါတယ်နော် လူငယ်တဲ့ပတ်သက်တဲ့အခြေအရာတော့စမ်းပွက်မယ်လက်ပွက်မယ်ဆိုတဲ့စမ်းလက်ပွက်မယ်လက်လက်ပွက်မယ်ဆိုတဲ့ကိန်းဖြစ်ပါတယ်နော်အဲ့တော့ငွေကန်နေကောင်းတဲ့ခြေကန်နေလည်းကောင်းပါလေအိမ်တော်ရေးရတော့ကောင်း90 90ဖြစ်ပါတယ်နော်တနေသားသမီးကျမကြီးရန်ကောင်းတယ်ဘာမှလှုပ်ရှားမလို့နော်စနေသားသမီးစိတ်ထဲမှာပေါ်လာတဲ့လှုပ်ပါဖြတ်ခနဲ့ကြံမှာစကားလဲထလို့ကြပါကျွန်တော်မိထင်များအားလုံးဒီတစ်ပတ်တည်းမှာဘယ်မှမချိန်ပါနဲ့ချင့်ချိန်မှုမလို့ပါနဲ့နော်အခုတပတ်စာဟောပြောတဲ့နေသားသမီးအားလုံးမှာတနေ့ကနေရနေပြီးတော့စနေထီအောင်နော် ဆက်ကနေကြမှာဆက်ကနေထပ်လုပ်ကြပါနိမိတ်တွေအခွင့်အရေးတွေရှိပါတယ်ဒါကိုသတိပေးပြီးဟောပြောပြပါရနော်ဝမ်းသာစရာဖြစ်လို့ဟောပြောပေးလိုပါတယ်နောက်တစ်ခုကမလိုလားဗျာနဲ့ဟိုကြီးသွားတဲ့ကိစ္စတွေရတော့ဟိုတိတ်အချင်းနေမကောင်းဘူးနော်မတွားတာအကောင်းဆုံးပဲလို့ထပ်ပြီးရောဟောပြောပေးလိုပါတယ်ဒါတော့ရေရယာအနေနဲ့ဗိုင်းဆွမ်းထားမယ်ဆိုလို့ရှင်အခုနပြောက်သွားပြီလေဟိုအိမ်အောင်ကြီးကတော့ကောင်း90 90ပြောတာလေအခြေအခြေလေးကောင်းတယ်စမ်းကြောကောင်းတယ်ဟုတ်ပြီ အဲဒီတော့ဂျမအကြီးနဲ့ပတ်သက်ပြီးတော့လက်စင်စားပြီးကောင်းတယ်လို့ပြောထားတယ်။အဲဒီတော့မိခင်ဂျမအကြီးကောင်းတယ်ဖခင်လည်းဂျမအကြီးကောင်းတယ်။ဘာမှအကုန်လုံးကောင်းတယ်လို့ပြောမှာနော်။အဲဒီတော့ဇရေယိဘာရေးစားထားမယ်ဆိုလို့ရှိရင်နန်းချီတုတ်တယောက်လိုပါစနေသားသမီးရေနော်နန်းချီတုတ်တယောက်လိုပါကိုယ့်ရဲ့နေသားသမီးရေဒီဟောပြောလိုက်မယ်နေသားသမီးရေဒီမှာဇရေယပြတဲ့အခါမှာမိမိတို့လှူဒန်းတဲ့အမနိမ့်နိုင်ကိုအကြောင်းပြုပြီးတော့ကျွန်တော်လှူဒန်းပေးရတဲ့အင်းနေဖြစ်တယ်။ဒါကြောင့်နေသားသမီးရေအကုန်ကောင်းနေတော့ မွေးနံနေကောင်ကောင်းနေတာတွေ့ရတယ်နော်။ဒါကြောင့်မလို့နန်းကြီးတို့ဆိုတာစင်နီနာကိုစားပြီးနန်းကြီးတို့ဖျောက်သူပါလို့ပြောခြင်းဖြစ်ပါတယ်နော်။အကြောင်းအားဖြင့်အဖြူရောင်နဲ့ရောင်အချိုးပေးပါတယ်ခဏအားဖြင့်ခုနှစ်ကဲနှစ်ကဲချိုးပေးပါတယ်။စနေနေ့တို့တနင်္လာနေ့တို့ကမိမိတို့နေကောင်းနေတာဖြစ်ကြပါလေ။စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြံမြတ်ခြင်းများပြည့်စုံကြပါလေ။